business owner တွေကအမှားတွေပါလေ Facebook page ရှိတာလဲတင့်ရဲ့ product ကရောင်းအောင်မပေါ့ organic post တွေကလဲတင့်ရဲ့ product ကိုရောင်းအောင်စုံမပေါ့ organic post ဆိုတာကကျွန်တော်ပတ်စံမတုံးမင်းဒီတိုင်းတင့်ရဲ့ Facebook page မှာတင်တဲ့ post တွေကိုခေါ်ပါတယ်တချို့ business owner တွေက marketing agency တွေ add တယ်ဒါပေမဲ့ရှင်းတဲ့လောက်အလုပ်မဖြစ်ဘူးဘာအလုပ်မဖြစ်ဘူးလဲဆိုတော့အဲ့ဒီ marketing agency တွေကလဲသူတို့ဘာသူတို့ marketing မလုပ်တတ်ဘူးဆိုတဲ့အကြောင်းဖြစ်ပါတယ်အကယ်၍တင်က market ထဲမှာအကောင်းဆုံးရှိနေတဲ့ product ဖြစ်နေဆိုရင်တော့တင်ရဲ့ ကွန်ပျူတာတွေကတင်းထပ်ပို့ပြီးတော့ clearly communicate လုပ်တယ်ဆိုရင်သူတို့ဆရာဝေဟောပါလိမ့်မယ်ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ message က clear ဖြစ်နေဖို့လိုပါတယ်အဲ့ဒါဆိုတော့တင်း message ကဘာလဲလွယ်လွယ်ကူနဲ့ပြောလို့ရရလားအဲ့လောက်ကရိုးရှင်းလားပြီးတော့သူတို့နဲ့တက်ဆိုင်လားနောက်ပြီးတော့အထက်ထက်ခါကပြောလို့ရလားတင်းမသိတာကဘာလဲဆိုတော့တင်း customer တင်းဘာပြောလဲမသိဘူးဆိုတဲ့အတွက်ကြောင့်တဲ့ product ကိုမဝယ်ဘဲနဲ့ကြော်ရတယ်အများကြီးရှိပါတယ်။တေးကြတဲ့ sales ကအများကြီးအများကြီးဆုံးရှုံးမှုတွေဖြစ်ပါတယ်။အဲ့ဒါဆိုတော့ တင်းရဲ့ marketing message ကိုဘလို့ clear လေးဖြစ်အောင် communicate လုပ်ကြအောင်တို့ marketing တမားတွေကပြောလေတခုရှိတယ်တင်းတင်း customer ကို confuse ပြအောင်လုပ်ရင်တင်းတို့ကိုဆုံးရှုံးလိမ့်မယ်တဲ့အဲ့ဒါဆိုတော့တင်းရဲ့ customer ကိုနားလည်အခအောင်မလုပ်ပါနဲ့ small company စမမဟုတ်ပါဘူး multi billions dollars company တွေကလည်း customer တွေကို confuse ပြအောင်လုပ်လိုက်ရင်တို့တို့ပတ်စံဆုံးရှုံးမှုအများကြီးဖြစ်စေပါတယ်အဲ့ဒါဆိုတော့ကျွန်တော်တို့က story ကောင်းကောင်းပြောဖို့လိုအပ်ပါတယ် story ကောင်းကောင်းဆိုတာပါတယ် story ကောင်းကောင်းဆိုတာ emotionally ရော physically ရောပြီးတော့ တက်ဆိုင်မှုလည်းရှိဖို့လိုအပ်ပါတယ်။အကယ်၍တင်းရဲ့ story ကသူတို့နဲ့တက်ဆိုင်မှုမရှိဘူးဆိုရင်တင်းရဲ့ပြောနယ်တို့ဆွဲဆောင်နိုင်မှာမဟုတ်ပါဘူး။တင်းရဲ့ story ကသူတို့ကူညီပေးနိုင်တယ်။မဖြစ်မနေမဟုတ်ဘဲနဲ့ကူညီပေးအောင်ပဲဆိုတော့တင်းစီကဘယ်သူမှပွဲမှာမဟုတ်ပါဘူး။